ပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့ match လ16ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ RFA နဲ့ BOA သတင်းဌာနတွေအပါအဝင်အစိုးရလုပ်ငန်းတွေကိုထပ်လျှော့ဖို့ American သမ္မတအမိန်ထုတ်ပြန်တဲ့သတင်းချမ်းမြောက်ဒေသခံတချို့စစ်လက်နက်အကျဉ်းကျန်တွေကို ရောင်းစားပြီးစာဝတ်နေဖြစ်ရှင်းနေရတဲ့သတင်းနတ်တလင်းရွာချုံမှာစစ်မုံထန်ကျဲလစဉ်တောင်းရမ်းနေတဲ့သတင်း တရုတ်နဲ့ပြည်လုံးမဲ့တင်လွင်ရေကာတာစီမံကိန်းတွေကိုရပ်ဆိုင်ထားဖို့ Green River Watch အဖွဲ့တောင်းဆိုတဲ့သတင်းနှစ်တရာခန့်တက်တန်ခန့်နိုင်တဲ့ Nuclear Battery အသေးစားကိုတရုတ်နိုင်ငံမှာပထမအဦးဆုံးတီထွင်ထုတ်လုပ်တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ RFA နဲ့ BOA သတင်းဌာနတွေကပါဝင် အစိုးရလုပ်ငန်းတွေကိုထပ်လျှော့ဖို့ American သမ္မတအမိန့်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် RFA နဲ့ဘူဝေသတင်းဌာနတွေအပါအဝင်အစိုးရလုပ်ငန်းတွေကိုထတ်လျှော့ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။သမ္မတမလိုအပ်ဘူးလို့ဆုံးဖြတ်ထားတဲ့အစိုးရလုပ်ငန်းတွေရဲ့ဘီယိုကရေစီရန်ဒီယာတွေကိုဆက်လက်ချော့ချဖို့ရည်ရွယ်ဖြစ်တယ်လို့မက်စလာစစ်လီရဲ့နေ့စဉ်နဲ့ထုတ်ပြန်လိုက်တာပါ။လက်တလုံးမှာတော့ဘူဝေသတင်းဌာနကလည်းဘူဝေမြန်မာပိုင်းရဲ့ဒိုင်းရိုက် live ထုတ်လွှင့်မှုအစီအစဉ်တွေကိုခက်တရရနာထားပြီးမကြခင်ခါလမှာပြန်လည်ထုတ်လွှင့်သွားမှာလို့ အသိပေးကြေညာထားပါတယ်ဒီကနေ့မနက် RFA ကလက်ခံရရှိရအကြောင်းကြားစာမှာဆိုရင် American အစိုးရက RFA နဲ့မိဖက်သတင်းဌာနတွေအတွက်နှစ်ဆက်ပေးအပ်နေတဲ့ထောက်ပံ့ငွေတွေကို2025ခုနှစ် match class 15ရက်စနေနေ့မနက်ပိုင်းမှာရက်ဆိုင်လိုက်ပြီလို့ဆိုထားပါတယ်အဲ့ဒီထောက်ပံ့ငွေတွေကိုအမေရိကန်လွှတ်တော်ကတမန်ပြတ်ထန်ပြီး USAGM ကနေတဆင့်သတင်းဌာနတွေကို ခွဲဝေပေးအပ်ထားတာပါ USAGM ဟာ RFA နဲ့တခြားလွတ်လပ်တဲ့ကမ္ဘာသတင်းဌာနတွေကိုငွေကြေးထုတ်ပေးနေတဲ့ American Soya Agency လည်းဖြစ်ပါတယ်။ RFA အနေနဲ့လက်ကျန်ငွေတွေကိုအချိန်မဆိုင်မဲ့အစိုးရကိုပြန်လည်ပေးရမှာဖြစ်ပြီးအခုရက်ဆိုင်လိုက်တဲ့အမိန့်ကိုရက်30အတွင်းအယူခံတင်နိုင်တယ်လို့လည်းသိရပါတယ်။သတင်းလုံငန်းတွေဘယ်ချိန်ဘလို့ရက်ဆိုင်မလဲဆိုတာကိုလောလောဆယ်ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အခုလိုမျိုးအမေရိကန်ကထောက်ပံ့မှုတွေရက်ဆိုင်လိုက်တာကြောင့်သတင်းဌာနတွေဟာ လုံဝရက်တန်းသွားနိုင်မလားဆိုတာစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ဒါအပြင်လွတ်လပ်တဲ့သတင်းထုတ်ပေါ်ပြောဆိုခွင့်တွေလည်းဆုံးရှုံးသွားမှာလားဆိုပြီးကမ္ဘာသတင်းမီဒီယာသမားတွေအကြားမေးခွန်းတွေလည်းထုတ်နေကြပါတယ်။အခုထုတ်ပြန်လိုက်တဲ့သမဏအမိန်ပြန်နှန်းမှာ USAGM အပါအဝင်ပြတိုက်တွေအိုမဲအိမ်မဲအကူအညီပေးရေးတိုင်းရင်းသားလူနည်းစုပိုင်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစားရဲအဖွဲ့အစည်းကြီး6ခုကို ဥပဒေအရခွင့်ပြုနိုင်တဲ့အမြင့်ဆုံးအတိုင်းအတာအထိလုပ်ငန်းတွေရက်စီဖို့ညွှန်ကြားထားတာဖြစ်ပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရှမ်းမြောက်ဒေသခံတရှုဆစ်လက်နဲ့အကျဉ်းကျန်တွေကိုရောင်းစားပြီးစာဝန်တွေဖြည့်ရှင်းနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကဒေသခံတရှုဟာဆစ်လက်နဲ့အကျဉ်းကျန်ပစ္စည်းတွေကိုရှာဖွေရောင်းစားပြီးမိသားစုစာဝန်တွေဖြည့်ရှင်းနေရတယ်လို့စုံစမ်းသိရှိရပါတယ်။တည်သူများနဲ့ကွန်ဆစ်စင်တက်ပွဲ PN နောက် ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တချို့မှာအလောက်ကန်ရှားပါတာတွေကြောင့်ဒေသခံတချို့ဟာစစ်ကောင်စီရဲ့တပ်ခန့်အဟောင်းတွေထဲကဆလနဲ့အကျဉ်းချံကျေခွန်တွေကိုရှာဖွေကရောင်းချပြီးဝန်ရင်ဖြစ်ရှင်းနေရတာလည်းဖြစ်ပါတယ်။အဲ့လိုဆလနဲ့အကျဉ်းချံပစ္စည်းကိုရှာဖွေတဲ့ဒေသခံတချို့ဟာစစ်ကောင်စီထောင်ထားတဲ့မြေမြုပ်မိုင်းတွေကိုနှိမ့်မိပြီးတေဆုံခဲ့ရသူတွေလည်းရှိနေရလို့မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါတယ်။လက်ရှိချင်းမြင့်နယ်မြောက်ပိုင်းမှာဆလနဲ့အကျဉ်းချံပစ္စည်းတပိတ်တာ ကျက်တထောင်အထိစပေါ့ဈေးရှိနေပြီးတန်တိုတန်ကြားတပိတ်သာကျက်တထောင်400ရှိနေတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ February 17ရက်ကလည်းတိဘုံမြို့မှာနေတဲ့အသက်73နှစ်အရွယ်ဆိုင်းလောခန့်ဟာစကောင်စိတ်ချင်းလျင်တက်ရင်23အတွင်းကိုတငယ်ချင်းနဲ့အတူကြေခွန်တဲ့တန်တိုတန်ကြားသွားကောက်ရာကနေမှိုင်းနှိမိပြီးခြေတစ်ဖက်ပြက်ခဲ့ရပါသေးတယ်။ဒါပြင် February 21ရက်ကလည်းတိဘုံမြို့ ုံးစုံကျေးရွာကနေတအိမ်မှာတင်ထားတဲ့ဘုံတလုံးပောက်ကွဲခဲ့ရာကြောင့်အရက်သားနှစ်ဦးသေဆုံးပြီးတဦးတန်ရရှိခဲ့လို့လည်းသိရပါဗျ။လက်ရှိချက်မြင့်နေမြောက်ပိုင်းမှာကျေခွန်းတွေကိုကောက်ယူရောင်းချသူတွေရှိတယ်လို့မပောက်ကွဲသေးတဲ့စစ်လက်နက်အကျဉ်းချန်တွေကိုလည်းကောက်ယူရောင်းချသူတွေလည်းရှိနေပါဗျ။ချက်မြင့်နေမြောက်ပိုင်းမှာဖေဖော်ဝါရီ၁ရက်ကနေမက်လာစတီယန်ရဲ့အထိစစ်လက်နက်အကျဉ်းချန်နဲ့မြေမြုပ်မိုင်းတွေကြောင့်သေဆုံးခဲ့သူ၁၀ဦးရှိပြီး ထိခိုက်ဒဏ်ရာရှိခဲ့သူ၈ဦးထိရှိရလို့မိဖင်တင်းရင်မြစ်တွေထံကရရှိရအချက်လက်တွေအရသိရပါတယ်။အဲဒီစစ်လက်နက်အကျဉ်းကျန်တဲ့မြေမြုပ်မိုင်းတွေကြောင့်တေဆုံးသူနဲ့ဒဏ်ရာခဲ့သူတွေဟာကြောက်မဲ့ကိုက်ခိုင်တီဘောနန်းခမ်းနဲ့လာရှုံမြို့တွေကဒေသခံတွေ ဖြစ်ပါတယ်။ရှမ်းမြင်းနယ်မြောက်ပိုင်းမှာညီနောင်မမဲအဖွဲ့ရဲ့တင်ပိုက်ထားတဲ့မျိုးတွေကိုစစ်ကောင်စီကလမ်းတွေပိတ်ဆို့ထားတဲ့အကြောင်းကုန်စင်းလုံးတွေအဆမတန်မြင့်တက်နေတဲ့အပြင်အလောက်ကန်ရှာပါမှုကိုဒေသခံတွေကြုံတွေ့နေရတာပါ အခုလိုအလောက်ကန်ရှာပါမှုကြောင့်ဒေသခံတွေဟာစစ်လက်နက်အကျဉ်းကျန်ပစ္စည်းကိုကောက်ယူရောင်းချသူတွေရှိတယ်လို့အချို့ဒေသခံတွေကတော့လောက်ကန်တဲ့ဝါဒေသကိုအလုတ်သွားရောက်လောက်ကန်တာတွေလည်းရှိနေပြီးတရုတ်နိုင်ငံကိုထွက်ခွာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။တရရသတင်းတပုတ်အနေနဲ့နက်တလင်ကျွေးရအချို့မှာစစ်မုံထန်ကျဲလာစင်တောင်းရဲနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပကိုတိုင်းနဲ့တလင်းမျိုးနယ်ကကျေးရွာတချို့မှာစစ်ကောင်စီအုပ်ချုပ်ရေးမှုတွေကစစ်မှုန်ထန်ကျဲလက်ဆန်ကောက်ခံနေရလို့သိရပါတယ် နက်တလင်းမြို့နယ်ကကလဒတ်တွင်ရွှေကြပင်မကြီးစုအောင်ပင်သာထိတ်ပိတ်အုတ်တွင်ကုန်နဲ့လှပခြင်းရွာတွေမှာလော့စပီကာနဲ့လိုက်အော်ကငွေကြေးကောက်ခံနေပြီးမပေးပါကအင်တန်ယာရောက်လိုက်လံကောက်ယူနေရလို့အမည်မဖော်လိုတဲ့နက်တလင်းမြို့ခံတဦးကပြောပါတယ်။ကိုစင်းလုံးကြီးမြတ်အကြောင်းစာဝန်တွေခက်ခဲနေချိန်မှာအခုလိုငွေတောင်းရနေတာပြည်သူတွေကိုဝင်ပြီးစီရလို့လည်းသိရပါတယ်။အင်ချင်များတဲ့ရွာတွေမှာတက်တောင်းခွဲကနေ၃တောင်းထိတောင်းခံပြီး အင်ချန်နေရဲ့ယာရင်မှာတော့ကျက်ငါတောင်းကနေချက်တောင်းအထိလက်ဆန်တောင်းရင်းနေလို့သိရပါတယ်။နတ်တလင်းမြို့ဟာရန်ကုန်ပြည်ကားလမ်းမပေါ်မှာတည်ရှိပြီး2014ခုနှစ်တကောင်စင်းအရလူဦးရေ3,000ကျော်နေထိုင်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်နယ်ပြည်လုံးမှာတင်လင်ရေကာတာစီမံကိန်းတွေကိုရပ်ဆိုင်ထားဖို့ Green River Watch အဖွဲ့တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံထက်ကသဘောတန်ရာထုတ်ရစီမံကိန်းတွေအပြင် တရုတ်နဲ့ပြည်လုံးမဲ့တန်လွင်ဂျကာတာစီမံကိန်းတွေကိုရပ်ဆိုင်ထားဖို့တိုင်းရင်းသားတော်လှန်အင်အားစုတွေကတောင်းဆိုလိုက်ပါတယ်။2025ခုနှစ်မတ်လ14ရက်မှာကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာမျက်ရှောင်များနေ့နဲ့ဂျကာတာဆန့်ကျင်ရေးနေ့မှာကင်မျက်ရှောင်များစောင့်ကြည့်ရေးအဖွဲ့ကသဘောထားတရားထုတ်ပြန်ခဲ့ပါသေးတယ်။2024ခုနှစ်ဇူလိုင်လအတွင်းဝါပီတိစင်းညီရဲ့တက်မတော် GWSA ကချန်ပီယံမြောက်ပိုင်းနေမြေအများပြကိုထိန်းချုပ်လာနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းတရုတ်ဥဆောင်မှုနဲ့ လှုပ်ဆောင်မဲ့ကွမ်လုံဂျကာတာစီမံကိန်းနောင်ဖာဂျကာတာစီမံကိန်းတွေကိုစတင်လှုပ်ဆောင်မဲ့အခြေအနေကြောင့်ဌာနပြည်သူတွေအတွက်စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ကရင် River Watch ကတာဝန်ရှိသူတို့ကပြောပါတယ်။တန်လုံမြစ်က8000အရှမှလွတ်လပ်စွာစီးဆင်းနေတဲ့နောက်ဆုံးလက်ကျင်နေဆက်ဖြတ်ကျော်မြစ်တစ်စင်းဖြစ်ပြီးဇေဝမျိုးစုံမျိုးကွဲရဲ့အပါအဝင်သဘောပတ်ဝန်းကျင်နဲ့ဂေဟာစနစ်ကိုထိန်းချုပ်ပေးတဲ့အပြင် မြစ်ကြောင်တစ်လျှောက်နေထိုင်ကြတဲ့လူမျိုးစုတွေရဲ့ဂုံတိုက်ခံတဲ့ရှင်တန်ရက်တည်ရဲ့အတွက်အရေးကြီးတဲ့အခန့်ကဏ္ဍကပါဝင်ပါတယ်။လက်ရှိနိုင်ငံရဲ့ချင်းတွေအကြောင်းဖြစ်ပေါ်လာတဲ့ဂုံစင်းလုံးအဆမတန်မြင့်တက်လာမှုနဲ့အလောက်ကန်ရှားပါမှုစတဲ့ပြဿနာတွေအတွက်ပြည်သူလူထုကသဘောတန်ဆာရအပေါ်အမိန်ပြုလာပြီးနေ့စဉ်ဘဝရက်တည်ရဲကိုဖြစ်ရှင်းနေရပါတယ်။ ဒါပြင်2024ခုနှစ်အတွင်းပြင်းထန်ပြီးပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှုတွေကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ထိုင်းနိုင်ငံလူမျိုးတွေရဲ့နေအဆောက်အုံတွေအပြင်စိုက်ပျိုးရေးနဲ့စားဝတ်နေရေးဖို့လုံမှုကိုပါထိခိုက်ခဲ့လို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုအရေးတူလှုပ်ဆောင်တာမျိုးမရှိပါကရရှိမှာရာသီဥတုပြောင်းလဲမှုကြောင့်လူတွေရဲ့လူမှုဘဝရပ်တည်မှုနဲ့ခန္ဓာရှင်မှုကိုချိန်ချောက်လာမှာဖြစ်တယ်လို့ Grand River Watch ကဆိုပါတယ်။ ခေတ်ဆက်ဆက်အုပ်ချုပ်သူတွေကမြန်မာနိုင်ငံရဲ့မြေချောင်းတွေပေါ်မှာရေကာတာစီမံကိန်းတွေတိစောက်ပြီးလက်ဆဲထုတ်ယူဖို့စာချုပ်တွေချုပ်ဆိုခဲ့ကြပေမဲ့ဘ ਹੁ ဥစည်းစနစ်ရဲ့စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့်လက်ရှိမှာလက်ဆက်ဆွင့်အကျက်တွေကိုရင်ဆိုင်နေရတယ်လို့ Kirin River Watch ကတာဝန်ရှိသူကဆက်ပြောပါတယ်။တန်းသားတော်လင်းအင်အားစုရဲ့အနေနဲ့သဘောပတ်ဝန်းကျင်နဲ့လူမှုဘဝအတွက်ထိခိုက်မှုများတယ်လို့ပြည်သူလူထုရဲ့သဘောထားဆန္ဒမပါဘဲအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့စီမံကိန်းတွေအပြင် တန်လွင်ရေကာတာစီမံကိန်းကိုကန့်ကွက်ဖို့နဲ့ရက်ဆိုင်ထားဖို့တိုက်တွန်းထားပါတယ်။ဒါ့အပြင်ထားနေလူတွေရဲ့တဘာပတ်ဝန်းကျင်ထိုင်တဲ့ဒလဲ့ထုံတိုင်းတွေနဲ့လုတ်ထုံလုံးတွေကိုအတိမတ်ပြုတ်ကာကွယ်ပေးဖို့ကရင်မြေချောင်များစောင့်ကြည့်ရဲ့အဖွဲ့ကတဘောတာထုတ်ပြန်ထားပါတယ်။နောက်ဆုံးနိုင်ငံကသတင်းတပုတ်အနေနဲ့နှစ်တရာခန့်တက်တန်းခံနိုင်တဲ့နျူကလ িয়ার ဘက်ထရီအသေးစားကိုတရုတ်နိုင်ငံမှာပထမအဦးဆုံးတီထွင်ထုတ်လုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နှစ်တရာလောက်အထိကြာရှည်အသုံးပြုနိုင်မဲ့တရုတ်နိုင်ငံရဲ့ပထမအဦးဆုံး ကာဗွန်14နျူကလ িয়ার ဘက်ထရီအသေးစားတစ်မျိုးကိုပြည်တွင်းသူတွေတွေကတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီးမက်ခရိုနျူကလ িয়ার ဘက်ထရီနည်းပညာတွေအတွက်သူတွေတနနဲ့ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်တစ်ခုကိုစိုက်ထုတ်နိုင်လိုက်တယ်လို့ China Daily သတင်းမှာတနင်္ဂနွေနေ့ကဖော်ပြလိုက်ပါတယ်။ Northwest Nomad တက္ကသိုလ်ကဘက်ထရီထုတ်လုပ်မှုဆိုင်ရာသူတွေတနအဖွဲ့ကောင်းဆောင်ပမောက်ခဆူမောင်ကန်ကအခုဘက်ထရီဟာဥနောက်ကွန်ပျူတာ interface တွင်လည်းနှလုံးခုန်ဆက်တွေလိုဆေးဘက်ဆိုင်ရာထိတွင်ကိရိယာတွေ internet နဲ့ချိတ်ဆက်ထားတဲ့အာရုံခံကိရိယာတွေဝင်ယူစနဲ့ပင်လယ်နဲ့စူးစမ်းချပွေသူတွေလက်ကဘာစူးစမ်းချပွေရဲ့ဂျန်တွေနဲ့အင်အားဂျုံမျက်နှာပြင်သွားဆက်ရုပ်ဂျန်တွေအတွက်အမြဲတမ်းစွမ်းအင်အရင်းမြစ်တွေကိုထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်ဒီဘက်ထရီဟာရာဇဝင်နဲ့ရှိပြီးတက်တန်ကြာမြင့်နိုင်တာကြောင့်ဝင်ယူစနဲ့ပင်လယ်နဲ့စူးစမ်းချပွေရဲ့လုပ်ငန်းတွေအပြင် လီယန်နဲ့အဂတယင်တွေအတွက်ရေရှည်တည်တံ့တဲ့ဓာတ်အကွက်လည်းထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပြင်ဘက်ထရီဟာ100ဒီဂရီစင်တီဂရိတ်ကနေ200ဒီဂရီစင်တီဂရိတ်အထိအလွန်မြင့်မာတဲ့အပူချိန်တွေကိုခံနိုင်ရရှိသလိုလက်သေးရန် iron battery တွေထက်လည်းစွမ်းအင်တိတ်သေးစားဆေးဆပုံပုံမြင့်မာမှာဖြစ်ပါတယ်။ကန်ဆုပြည်နယ်မြို့တော်လန်ကျုံးမှာရှိတဲ့ Norwest Normal တက္ကသိုလ်ရဲ့သတင်းထုတ်ပြန်ချက်အရအဲ့ဒီတက္ကသိုလ်ကသူ့ရဲ့တည်ရနဲ့ကန်ဆုပြည်နယ်ပုဂ္ဂလိကနျူကလ িয়ার ဆေးဝါးကုမ္ပဏီဖြစ်တဲ့ ဝူရှိပီတာဖာမာတက်တိုပူပေါင်းကဆီလီကွန်ကာဘိုင်စီမင်းကွန်နက်တာအခြေခံ C14 နေပညာနျူကလ িয়ার ဘက်ထရီရဲ့ကမ္ဘာပထမဦးဆုံးမော်ဒန်ကိုပူတွဲထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။တရုတ်ကန်ဒဝင်တန်တားရီထဲကအလင်းရောင်ကိုကိုစားပြုတဲ့သတ္တဝါဖြစ်တဲ့ကျူလုံတို့အမြင်ပေးထားတဲ့ဒီဘက်ထရီရေဒီယိုတတိကျအိုက်ဆိုတုပ်တစ်ခုဖြစ်ပြီးအကောင့်နဲ့ C14 ကိုပြုတ်ကွေးစေကထွက်ပေါ်လာတဲ့စွမ်းအင်ကိုအသုံးပြုပြီးလက်ဆက်ဓာတ်အားကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ စီပိုတင်းပက်စီလာနဲ့အများဆီလီကွန်ကာဘိုက်စီမင်းကွန်နက်တာနဲ့ဓာတ်ပြူရာကနေဗီတာအမှုန့်တွေကိုထုတ်လွှင့်ပြီးတင်ငိမ့်တဲ့ electronic စီစဉ်မှုကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Nowish နာမည်တက္ကသိုလ်ရဲ့သုတေသနအဖွဲ့ကပဲစီပိုတင်း micronuclear ဆဲရွယ်ပါရှိတဲ့ဒုတိယမျိုးဆက်ရှစ်ပြေပုံစံကျူလုံနှစ်ကိုတီထွင်ထုတ်လုပ်နေပြီးအခုနှစ်ကောင်မှာအဲ့ဒီ model အစ်စ်ကိုစမ်းသပ်သွားဖို့လည်းရှိနေတယ်လို့ China Daily သတင်းမှာဖော်ပြထားပါတယ်။ MPA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါဗျ။ ကြည့်ရှုနှဆက်ပေးအတွက်ကျေးဇူးတင်ပါခင်ဗျာ။